ကိုးတိုင်းမင်းလားမြို့နယ်စမ်းပုတ်ရွာထိပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၃နှစ်ကျော်တက်ဆွဲထားတဲ့အထိုင်ကိစ္စကံကိုမိရှုဖျက်ဆီးခဲ့တယ်လို့တာဝရီခိုင်တရင်383ညနှင်းတက်ခွဲ3ကမေလ73ရက်နေ့မှာသတင်းထုတ်ပြန်ထားပါဗျ။မေလ6ရက်နေ့ည9:00နာရီခန့်မှာအင်အား60ခန်းရှိနေတဲ့စမ်းပုတ်ရွာအထိုင်စခန်းကိုတွားရောက်တိုက်ခိုက်ခဲ့ရာ6နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကတအူးသေးဆုံးက2ဦးတန်ရာရခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မေလ8ရက်နေ့မှာစစ်ကောင်စီက စစ်ကူက6စီးအင်အား90ကျော်နဲ့ရောက်လာပြီးစခန်းအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကိုခေါ်ဆောင်ကမင်းလာဘက်ကိုပြန်ဆုတ်သွားတာလို့ဆိုပါတယ်မေလာ၁၀ရက်နေ့မနက်9:00နာရီခန့်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆုံခွာသွားတဲ့စခန်းအတွင်းကိုဝင်ရောက်ပြီးစစ်ကောင်စီတပ်ဖွဲ့တွေနေထိုင်ခဲ့တဲ့တဲကာယံထားတဲ့ဝါအတားစီးတွေကြံရိတ်ခဲ့တဲ့ယူနီဖောင်းနဲ့အသုံးဆောင်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာလို့တာယာဝတီ KI တရင်383ညနဲ့တက်ခွဲ3ကတပ်ဖွဲ့ဝင်တူကပြောပါတယ်ဟုတ်၃နှစ်တော်ရိုက်ကို ဒီအပေါ်ကတစ်လောက်တဲ့လူတွေဒီအသွားလာသူကကိစ္စတခါတည်းကုန်ဖွင့်တာလေသူတို့ကကျွန်တော်တို့ကဝင်တော့ပြည်တယ်ကိုနှစ်ခါလောက်ဝင်ကြည့်ဘူးတဲ့ဒီဒီတိုင်းတော့သူတို့တွေအင်အားလဲကျွန်တော်တို့အကုန်ဝိုင်းကြည့်တာကိုတုံးပွဲခွဲဆိုပြီးတော့အဲ့ဒါသူတို့တွေကြောက်ပဲကြောက်ပြီးတော့စစ်ကူတောင်းတယ်စစ်ကူတောင်းပြီးတော့သူတွေပြန်ဆုတ်သွားတယ်ကိုအဆိုပါစကန်ဟာဘကိုးယုံမနဲ့မင်းလာမျိုးအကြာဖြတ်တန်းသွားလာနေတဲ့တက္ကားတွေကိုငွေကောက်ခံဖို့ယုံမာတဲ့ကနေမင်းလာမျိုးဘော်ကိုဖြတ်တန်းသွားလာသူတွေကိုစစ်ဆေးဖို့ဖွင့်လှစ်ထားတဲ့ကိစ္စကံဖြစ်တယ်လို့သိရပါဗျာ။ ပြီးခဲ့တဲ့ဧပြီလ29ရက်ကလည်းမင်းလာမြို့နယ်ငမိုးရီကျေးရွာထဲကိုစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာခြင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား10ဦးသေဆုံးတာတနက်7ရက်နေ့ဆက်ဆက်ပစ္စည်းတွေတင်းစီရရှိခဲ့သေးတယ်လို့သိရပါဗျာ။